Redmi ဆိုတာ ਨੇ ကျွန်တော် ပြင်မြင်ကြတာက price to performance ကောင်းတဲ့ဖုန်းလေးဒီထဲမှာမှာ Redmi ရဲ့ K series ဆိုတာက flagship killer လိုမျိုးဖုန်းလေးအဲ့တော့မှာဒီတစ်ခေါက် Redmi K90 Pro Max ကြတော့ flagship killer ဆိုတဲ့ဘောင်းတွေကနေတောင်မှသူကအပြင်ုံထွက်ချင်နေတဲ့ဖုန်းဆိုတော့အဲ့လောက်တောင်ဒီဖုန်းကိုမင်းညှိုးနေရဒီဖုန်းကငါတို့တန်းဝယ်လို့ရပြီလားဆိုရင်တော့နေအောင်ဒီဗီဒီယိုလေးကိုပြီးအောင်တော့တခြားကြည့်ဝယ်တဲ့မဝယ်တဲ့ကျွန်တော်အဖြစ်တစ်ခုခုတော့ထုတ်ပေးလို့ရလောက်မယ်လို့ထင်တယ်ဆိုတော့ဒီဖုန်းရဲ့ဈေးနှုန်းက23သိန်းဝန်းကျင်လောက်ထိရှိနေမယ်ပေါ့နော် ဒီနေ့ဗီဒီယိုအတွက်ကိုတော့ Champion မှန်မကွဲကနေပြီးကူညီပံ့ပိုးပေးထားတာပါ။မှန်မကွဲကောင်းကောင်းတခုဖြစ်ဖို့အတွက်ဆိုရင်ဖုန်းရဲ့မှန်ကိုအလွယ်တကူမကွဲတော့အောင်ကာကွယ်ပေးနိုင်ရမယ့်အပြင်အမှပို့လိုက်တိုင်းမှာလဲချောမွေ့နေစေဖို့ကအရေးကြီးပါတယ်။မှန်မကွဲကတ်တော့မယ်ဆိုရင်ဒီရေချင်းနေနဲ့ပြည်စုံတဲ့ Champion မှန်မကွဲကိုရွေးချယ်မိဖို့တော့လိုမယ်နော်။ဆပ်စပွန်ဆာလေးပြီးပြီဆိုတော့ကျွန်တော် review လေးစာတာပေါ့။အရင်ဆုံး design ပိုင်း ကြည့်လိုက်တာနဲ့မနစ်ကနဲ့လုံးဝမတူတော့တဲ့ဒီဇိုင်းပုံစံတစ်ခုကိုကွဲထက်သွားတယ်အထူးသဖြင့်ကျွန်တော်ကင်မရာလေးယောက်မှာဟိုဆက်ဝိုင်းပုံစံကြီးနဲ့ဟိုမရောက်ဒီမရောက်ဒေါင်းတင်နေတဲ့ပုံစံကနေပြီးတော့ကျွန်တော် rectangle ရှိတ်ခက်ကြီးကြီးကင်မရာလေးယောက်ကိုမှအแทမှာ boost ကဆက်ဘူဖာတလုံးထည့်ပေးထားတယ်။ baby frame ကလည်း flat frame ပဲ။ဒါပေမဲ့ဒီနောက်ကျောဘက်က dash ချာတော်တော်လေးကင်လို့ကောင်းတယ်။ဖုန်းရဲ့အလေးချိန်က 219g နဲ့ဖုန်းရဲ့အထူက 6.9mm ဆိုတော့ ပပလေးနဲ့အရန်ကြီးရောမလေးဘူးပေါ့နော်ပပလေးနဲ့အရန်ကြီးရောမလေးဘူးဒါပေမဲ့တခုရှိတာဒီဖုန်းကဘက်ကနည်းနည်းကျဲတဲ့အခါကျတော့100ကန်လောက်ကောင်းတဲ့ဖုန်းတွေတဲမှာတော့မပေါဘူးပြီးအကျန်းကနေနေမှာကျတော့ IP68 dust and water resistant တွေရှိလို့သွားမယ်ဟာပြီးဒီအရှိတ်ဘက်မှာကျတော့ Xiaomi ရဲ့ Dragon Crystal Glass ကိုသုံးပေးထားတယ်။ Overall design ဘိုင်းရော hand feeling ဘိုင်းမှာပါ ဒီ Redmi K90 Pro Max လေးကကျွန်တော်သဘောကျတဲ့ဖုန်းတွေထဲမှာပါတယ်ပြီးတော့ display ပိုင်းဒီနေရာမှာလည်းအများကြီးပြောနေစရာမလိုဘူးဗျာတကယ် flagship level display တွေမှာပါတယ်ခကြီးကြီး6.9 inches LDPO AMOLED display ထောက်မှာတီးတဲ့ Dual Core Virtual Chip ဆိုတာထည့်ပေးထားတယ်ဒီ Virtual Chip ကဘာလို့ပေးရလဲဆိုတော့ ဒီဖုန်းပေါ်မှာကျွန်တော်ကြည့်နေတဲ့ဗီဒီယိုတွေရဲ့ resolution တွေ frame rate တွေ HDR တွေကို optimize လုပ်ပေးတာမိုင်လားဆိုရင်တော့သူ့သေးထဲမှာကျွန်တော်ပြန်ရလိုက်တဲ့ quality တခုကတန်တယ်ဆိုတဲ့ခံစားချက်ကိုတန်းပေးရပေါ့နော်အရောင်ထဲကစ VV ဖြစ်တယ် display ကလည်း sharpness ဖြစ်တယ်ကောင်းတယ်ဆိုတဲ့ခံစားချက်ကိုပေးရ display မျိုးအဲအောင်မှာ ultrasonic fingerprint ဖြစ်နေရတယ် ADPO AMOLED ဖြစ်နေရတယ်ပေါင်းလိုက်တဲ့အခါကျတော့ display ထဲမှာဒီဖုန်းက flagship killer ဆိုတဲ့ဘောင်အပြင်ကိုကြော်ထွက်နေတဲ့ display လို့သတ်မှတ်လို့ရတယ် အဲ့လိုမျိုးပဲ performance ပိုင်းမှာဆိုရင်လည်း Google Snapdragon နောက်ဆုံးထွက်ထားတဲ့ AE Elite Gen 5နဲ့တော့ performance မှာဆိုရင် Gigabyte Sigma Single Core က3558 Mardi 9မှာ1529ဆို1000ကျော်သွားသေးတဲ့အပြင်မှာ AnTuTu မှာဆိုရင်35သိန်း4589ဆို3.5သန်းဆိုတာကကျွန်တော်ပြီးခဲ့ရပိုင်းတော့ review လုပ်ပေးခဲ့တဲ့ Vivo X300 Pro နဲ့ရှင်းလိုက်မယ်ဆိုရင် ရှစ်သိန်းနဲ့တသန်းပေါ့နော်ရှစ်သိန်းနဲ့ဆယ်သိန်းပေါ့နော်အဲဒီဂျားလောက်ထိကိုကွာခြားသွားတယ်ပေါ့နော်ဟိုဘီဘီဘောကတော့ကင်မရာအသားပေးထားရဖြစ်တဲ့အတွက်နည်းနည်း cloud speed တွေပါညာရှော့ထားလာတော့မသိဘူးဒါပေမဲ့ဒီ Redmi ရဲ့ K90 Pro Max မှာကျတော့ raw performance ကအဲ့လိုရမှကြီးဆိုတာကျွန်တော်စမ်းမှုသမျှဖုန်းတွေကပထမဦးဆုံးရဘူးတာပဲဒါပေမဲ့ Antutu ကိုတိုင်းတဲ့အချိန်မှာတော့သူ့ရဲ့ temperature 53 degree Celsius ဝန်းကျင်လောက်တက်သွားတယ်ဆိုတော့ performance လည်းကျန်တယ်တာမယ်လည်းကျန်တယ် ာမန်ကကျန်းတယ်ဆိုပေမဲ့ဒီလို NT2 benchmark ကိုတိုင်းတဲ့အချိန်မှာကျန်းတာပေါ့နော်ဂိမ်းတွေပါ냐ကျွန်တော်စမ်းစီစမ်းစော့ကြည့်ရဲ့အချိန်မျိုးမှာတော့ဒီတာမန်ကတာမန်ထက်ပိုပိုတဲ့ဟာမျိုးတွေပါတယ်တော့မခံစားအောင်နောက် software ဘက်မှာ Android system မှာ HyperOS 3နဲ့လာမယ် AI အထက်တော့တိုးတက်လာရတွေ့ရတာအမှန်ပဲ transition တွေ app တွေ launch လုပ်တဲ့နေရာမှာတိတိတတ်တလေး post မှုဖြစ်လာတယ်အဲ့ဒါပြောကျွန်တော်သဘောကျတာ font ကတော်တော်လေးလှတယ်ပေါ့နော်အရင် hyperos 2ရဲ့ font နဲ့ရှင်းလိုက်မှဆိုရင်သူ့ရဲ့ဒီ hyperos 3ရဲ့ font တွေကတော်တော်ကြီးကိုပုံမှိုက်သွားတယ်မြန်မာစာပါမှာတော်တော်သဘောကျဖို့ကောင်းတယ်ဒါပေမဲ့ Xiaomi ရော Redmi ရော font တွေ China version တွေကိုကျွန်တော် review လုပ်ပြီးဆိုတာနဲ့အမြဲပြောနေကြတော်တော်လေးလေးထပ်ပြောနေရတဲ့အချက်ကတော့ notification နောက်ကျတဲ့ပြဿနာပေါ့နော်အဲ့ဒါကခုနဟိုတလောက Xiaomi 7 Pro Max ဆိုပြီးတော့ကျွန်တော်ပြောခဲ့သလိုမျိုးပဲဗျာ notification နောက်ကျရဲဆိုတော့ကသူက ဟို message ချက်မှာကိုရဘလိုင်းပြန်ပြီးသွားပြီးအဲ့အပေါ်အဲ့ချိန်ကျမှအပေါ်ကလောင်းဆိုပြီး note ရကြလာမျိုးပေါ့နော်ဒါပြင်လို့မရလားတော့မဟုတ်ဘူးပြင်လို့တော့ရတယ်ဒါပေမဲ့ကျွန်တော်စမ်းကြည့်ရတလောက်ကတော့ဖုန်းတိုင်းကအဆင်ပြေသွားတာမျိုးလည်းမရှိဘူးပေါ့နော်တချို့ဖုန်းတွေကြောက်လည်းပြင်လို့ရတယ်အဆင်ပြေသွားတယ် battery optimize ဘာညာပိတ်တာတို့ဘာညာလောက်တာပေါ့နော်အဲ့လိုဟာမျိုးအဆင်ပြေသွားတယ်တချို့ဖုန်းတွေကြောက်လည်းအဆင်မပြေဘူးနောက်ပြီးတော့ဒီတစ်ချက်ကလည်းလူတိုင်းက line လောက်တက်ချင်မှာ line လောက်တက်မှာဖြစ်တဲ့အတွက်ဟိုပြင်လို့မရဘူးလို့ကျွန်တော်ပြောအောင်မဟုတ်ဘူးပေါ့နော်ပြင်လို့ရမှလည်းသိရတယ်ဒါပေမဲ့ ကိုကဝယ်မယ်ဆိုရင်ထက်တတိထားပြီးတော့စဉ်းစားလို့ရအောင်ကျွန်တော်ထက်ပြီးတော့ထက်ပြောပေးလိုက်တာပြီးတော့ AI ဘိုင်းနဲ့ပတ်သက်ရင်လည်း China version ဖြစ်နေတဲ့အတွက်ကျွန်တော် circuit to search မရတာတယ်တခြားဒီ AI feature တွေကလည်းတရုတ်ပြည်တွင်သုံးဖို့လုပ်ထားတဲ့ feature တွေဖြစ်နေတာမျိုးလေးတွေကလည်းကြုံနေတုံးပဲဆိုတော့အဲ hyper voice 3ကတော့ထုံးစံနိုင်ပဲကျွန်တော် China ဖြစ်နေတဲ့အဆင်မပြေဘူး။ဒါပေမဲ့ performance ကြီးကတော့မတရားကျန်တယ်။ global version သာထွက်လာမယ်ဆိုရင်ဒီဖုန်းကတော်တော်ကျန်းမဲ့အနေထားမှာရှိတယ်။အဲ့တော့ camera ဘိုင်းအရင်တော့ Redmi K series ဖုန်းတွေအဓိကအားနည်းချက်ကတော့ camera ပေါ့နော်။အဲ့ဒါကိုဒီနှစ်မှာတော့သူတို့ကောင်းကောင်းယူပြင်ဆင်လာတာတွေ့ရတယ်။ hardware ဘက်မှာရော software ဘက်မှာပါပြင်ဆင်လာတာကျွန်တော်သတိထားမိတယ်။အရင်တုန်းက tele sensor ပိုင်းလည်းအဖြစ်လောက်ထည့်ပေးတာမျိုးနဲ့အခုဒီ tele sensor ကို ဟို 2h 3h လောက်ထိသုံးပေးရမျိုးမဟုတ်ဘဲနဲ့ 5h 115 mm periscope tele sensor ပါထည့်ပေးလိုက်တာကြည့်လိုက်ရင်တော့ Redmi အနေနဲ့ဒီဖုန်းကို flagship killer ဆိုတဲ့ဘောင်ထဲနေပြီးတော့ဆွဲထုတ်ခြင်းနေမှန်းသိတာကတော့အမှန်ပဲဒါပေမဲ့ကျွန်တော်စမ်းကြည့်ရတဲ့လောက်ဆိုရင်တော့ daylight မှာတော်တော်လေးမစိုးပေမဲ့သူ့ရဲ့ tele sensor ကလိုလိုက်လိုနေထားမျိုးမှာ 10h လောက်ထိပဲအဆင်ပြေတယ်။ 30h လောက်ပျောက်သွားပြီဆိုရင်တော့မှာပဲဒီ day စီပါမှမကြံ့တော့ဘူး။ နောက် portrait ဘိုင်းမှာဆိုရင်လည်းအဲဒီအတိုင်းပဲကျွန်တော် tele sensor အားကိုနဲ့ 23mm 28mm 35 46 75 15mm ခြံမျိုးထိရိုက်လို့ရအောင်လုပ်ပစ်လိုက်တာလေးကတော့မဆိုးဘူးပေါ့နော် HD detection နဲ့နောက်က depth of field တွေအဆင်ပြေဆိုပေမဲ့ color ဘိုင်းမှာထုံးစံတိုင်းပဲ Xiaomi ရဲ့ optimization ကနည်းနည်းဟိုဘယ်လိုပြောမလဲဖြောတော့တော့ဘက်ကိုရောက်သွားတဲ့ခံစားချက်မျိုးရတယ်ဗျာဆိုတော့အပြင်မှာကြီးရတဲ့ look နဲ့အရင်ကြီးရောမကွာတော့ဘူးဒါပေမဲ့ social media ကိုပြန်တင်ဖို့အတွက်ဆိုရင်တော့ကျွန်တော်နည်းနည်းလေး editing ပိုင်းညာပြန်လုပ်ရမယ့်အနေအထားမှာရှိတယ်နောက်ကောင်းတဲ့အချက်တွေကတော့ ultra wide ကလည်း50 megapixel ဖြစ်သွားတဲ့အတွက်အရင်ကတော့လိုမျိုး ultra wide ဲ့ main sensor color consistent မဖြစ်တာတွေ tele နဲ့ ultra wide color consistent မဖြစ်တာမျိုးတွေမရှိတော့ဘူးဒီ sensor သုံးခုလုံးက color consistent ဖြစ်တယ်လို့ပြောလို့ရတဲ့အနေအထားမှာရှိတယ်ပြီးတော့ video recording မှာလည်းအမြင်ဆုံး 8K ကို30 frame per second ရိုက်လို့ရသွားပြီဆိုတော့ပုံမှန်လေးပြောရရင်ဗျာကင်မရာဘက်မှာလည်းဒီဖုန်းက flash ကေလာဆိုတဲ့ဘောင်းအပြင်ကနေပြီးတော့ကြော်ထွက်တဲ့အနေအထားတစ်ခုမှရောက်သွားပြီအဲ့လိုမျိုးပဲ Redmi K3 ဆိုတာနဲ့ဟာကင်မရာဘိုင်းအားနေတယ်မဟုတ်ဘူးလားလို့ပြောလို့ရတဲ့အနေအထားမှာမရှိတော့တာလည်းအမှန်ပဲ န်နာရဲ့အနေနဲ့ဆိုရင်တော့ habit share ကောင်းတယ်ဒီလိုမျိုး audio ဘိုင်းမှာဆိုရင်လည်း Apple အောက်ကိုတူညီရဲ့ speaker ထည့်ပေးတဲ့အပြင်မှာအနောက်ဘက်မှာဒီ Bose ရဲ့ subwoofer ထည့်ပေးတဲ့အခါကျတော့2.1 surround sound system ဖြစ်သွားတယ်။ဒါမှကျွန်တော်သဘောကျတဲ့အချက်ကသူ့ရဲ့အတန်ထွက်ကြီးကအတန်ကျေအောင်သွားတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့အတန်ထွက် quality ကောင်းအောင်လုပ်ပေးလိုက်တဲ့ပုံစံပြ။ဆိုလိုချင်တာ low frequency တွေ mid frequency တွေတော်တော်ကြီးကိုဖမ်းလို့ရတဲ့အနေထားပြ။ကျွန်တော်စမ်းမှုတမျှဖုန်းတွေမှာလည်းသူ့ရဲ့အတန်ထွက် quality ကိုတော်တော်ကြီးကိုသဘောကျတယ်။ဟိုဘယ်လိုပြောမလဲ။ ဖုန်း speaker တခုဆိုတာတကယ် bluetooth speaker အသေးစားတစ်လုံးကရတဲ့ quality မျိုးကိုကျွန်တော်ပြန်ရလာရပါတော့ဆိုတော့အတန်ပိုင်းနဲ့ပတ်သက်ပြီးရင်တော့ဒီဖုန်းကတန်းပြီးတော့ညွှန်းလို့ရတဲ့အနေထားမှာပါတယ်ဆိုတော့ကျွန်တော်အတန်ထွက်လေးတစ်ချက်ဆန်းပေးလိုက်တယ် ဘက်ထရီပိုင်းမှာတော့ဒီဖုန်းကနည်းနည်းလေးပြောစရာရှိတယ်။ Xiaomi ဆိုတဲ့အတိုင်းပဲ on paper ပုံမှာတော့အများကြီးပဲ7150 mAh ပေါ့နော်။ကိုစံ9560 sorry 7560ပေါ့နော်9560 mAh ပါလာတယ်။ဒါပေမဲ့ဒီလောက်ပုံမှန်တာကျွန်တော်နှစ်ရက်လောက်ထိ AC အသုံးလို့ရမယ်လို့ထင်ခဲ့ပေမဲ့တစ်ရက်တစ်ရက်ခွဲဝန်းကျင်လောက်ပဲခံတယ်ပေါ့နော်။ဆိုတော့ဒီဘက်ထရီပိုင်းလေးမှာတော့ကျွန်တော်တိတ်တော့အမရဘူး။ benchmark တွေဘာညာတိုင်းတဲ့ရက်မျိုးဆိုရင်တော့อืมမနက် 2နိုင်3နိုင်လောက်ဆိုရင်20%ဝန်းကျင်လောက်ထိရောက်သွားတဲ့ဟာမျိုးလေးလည်းရှိတယ်ဒါပေမဲ့အားသွင်းဖို့အတွက်ကြာတော့သူက100ဝက်ပါတဲ့အပြင်မှာ wireless charging မှာပါလာသေးတယ်50 watt ထိ support လုပ်ပေးထားရဆိုတော့ဒီ battery ပိုင်းမှာဆိုရင်လည်းအားမခံဘူးဆိုတာကတရက်ထက်ပိုပြီးတရက်လောက်ကတော့ AC သုံးလို့ရရဆိုတော့ဒီနေရာမှာလည်းသူက flash ဆိုရဲဘောင်းအပြင်ကိုကြော်ထွက်ချင်နေတဲ့ဖုန်းဆိုတာမမှားဘူး။ Okay ဆိုတော့ဒီ Redmi K90 Pro Max review ကတော့ဒီလောက်ပဲ။ဒီဖုန်းကရှင်းတယ်။အရင်တော့အလိုမျိုး Redmi ရဲ့ KC ဖုန်းတစ်လုံးဖြစ်နေတဲ့အတွက် flash ကလာဆိုရင် anytime မှာမဟုတ်တော့ဘူး။အဲ့လောက်နဲ့သူတို့မကျင်နဲ့မတင်းတိမ်တော့ဘူး။အဲ့ထက်ပိုပြီးတိုးတက်တဲ့အနေအထားတစ်ခုကိုရောက်လာအောင်သူတို့အများကြီးပြင်ဆင်လာတယ်။အဲ့ဒါကိုလည်းကျွန်တော် appreciate ဖြစ်တယ်။ဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံမှာတုံးလို့ရတာကလည်းဒီ China version ပေါ့နော်။တို့လို့စေ China နာ version နေ300ဖြစ်တဲ့အတွက်ဒီ hyper os နဲ့ notification နောက်ကျရဲ့ပြဿနာဒီလောက်ကလွှဲရင်နော်ဒီစည်းတဲ့ဝင်ချင်မှာကျွန်တော်တော်တော်ကြီးကိုတန်တဲ့ဖုန်းလို့သတ်မှတ်ထားပါတယ်အဆုံးထိကြည့်ပေးတော့လေကျေးဇူးအများကြီးတင်ပါတယ်